မင်္ဂလာပါဒီနေ့ပြောပြမှာကတော့ပฏิစိတ်ချင်းအကျိုးပဲဖြစ်ပါတယ်ခင်ဗျာရှေးခေတ်ကဆရာတော်ကြီးတွေပုံတော်မှာပฏิပါဒါကိုတတိထားမိတယ်လေဒီဆရာတော်ကြီးဇွန်းလွန်းဆရာတော်ကြီးမိုးကုတ်ဆရာတော်ကြီးတို့ရဲ့ပုံတော်တချို့မှာလည်းပฏิပါပါတယ်အဲ့ဒီပฏิတွေကိုကွန်ပျူတာနဲ့ဖြောက်ပစ်ကြတယ်ပฏิကင်တာကိုငယ်တယ်လို့ထင်နေကြတယ်နောက်တစ်ခုကပฏิစိတ်တာသေရဝါဒနဲ့မတက်ဆိုင်ဘူးလို့အယူအဆရှိထားကြလို့နေလိမ့်မယ် ုခောင်ဆရာတော်ကြီးဘုန်းတော်ကြီးဥတီလဂျုံဂျုံကြဆရာတော်ကြီးမင်းကွန်းဆရာတော်ကြီးနဲ့တကွအခြားတော်ဆရာတော်ကြီးတွေအတော်များများပဋိစိတ်ကြတယ်။တန်လင်းဖားအောက်ကရေဦးဆရာတော်ကြီးဆိုအားတဲ့အချိန်တိုင်းပဋိလက်ကမချဘဲစိတ်နေတာမြင်တွေ့ခဲ့ရတယ်။တိုက်ကြီးကမြစိမ့်တောင်ဆရာတော်ကြီးကလည်းတခါတရံသူပဋိစိတ်ကြောင်းပြောပါတယ်။အနာဂံအရိယာကြီးလို့ဆိုကြတဲ့ဆရာတက်ကြီးလည်းပဋိစိတ်ပါတယ်။တချို့ဝိပဒနာအစွဲကြီးတဲ့သူတွေက တိစိတ်တဲ့တူတွေကိုဓမ္မထလန်းလိုက်တဲ့တူတွေဆိုပြီးသစ်နှိမ်ကအထင်မြင်တဲကြတယ်ပဋိစိတ်တယ်ဆိုတာအမျိုးမျိုးရှိကြတယ်လတ်လာပနဲ့ဒိဋ္ဌိမဟိဋ္ဌိအကျိုးကိုမျောကိုပြီးစိတ်တဲ့တူတွေရှိတယ်လို့နိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့နေတဲ့စိတ်တဲ့တူတွေလည်းရှိကြတာပဲပဋိစိတ်လို့ရလာတဲ့ဓမ္မတိကဝိပဒနာဝိပဒနာဘက်မှာအထောက်ကူပြုရတယ်မာဘောဓိမြိုင်ဆရာတော်ကြီးတော်လို့ပေါ့ပရိဓမ္မတော်တော်များများက ိပဒနာဘက်ကိုပြောင်းရင်ပိုပြီးမြန်မြန်ဆန်ဆန်တရားတွေ့ကြတယ်။ငကိုတမတိအခံကရှိနေတာကိုပဋိစိတ်တယ်ဆိုတာဘဝနာ၄၀ထဲမှာအမြင့်မြတ်ဆုံးနဲ့အကျိုးအာနိသင်ကြီးမားတဲ့ဘုဒ္ဓနုဒတိကိုအစဉ်ပွားများပြီးတမတိကိုထူထောင်နေတာပါ။အချို့ကလည်းပဋိဒကားကားနဲ့ဆို အမြင်မကြည်ကြပါဘူး။ကြွားတယ်ထင်နေကြတာ။ဟန်ပြစိတ်တယ်ထင်ကြတာပါ။ကိုကအပြစ်တင်တဲ့ချင်း ကိုကကုံတော်တွေအာယုံပြုတ်စိတ်နေကိုကပဲအပြစ်ဖြစ်သွားလိမ့်မယ်စိတ်ဟာအလွန်မြန်တယ်တမိနစ်မှာအရဟံတို့တစ်ခေါက်ယွမိတတိယရင်တောင်အဲ့ဒီကုတော်ဟာအလကားဖြစ်မသွားပါဘူးသူ့နိုင်မရတဲ့ဘုရားရှင်ရဲ့ကုံတော်တွေကို ကိုကထက်ခါထက်ခါနှလုံးတွင်းကြည်ညိုဝါးများနေတာနေတဲ့ကုတော်တွေမဟုတ်ဘူးကိုတွဲဒီတွဲနဲ့မင်းသမ ्या ကြားသမ ्या အာယုံတွေပေါ်မှာလောဘဒေါသတွေဖြစ်နေတာထက်ဆိုင်ရင်အရဟံအရဟံစတဲ့ဖြင့် တတိလေးစိတ်နေတာကပိုမကောင်းဘူးလားတတိစိတ်ချင်းကြောင့်និဝရဏတရားတွေကင်းလာမယ်စိတ်တွေကြည်လင်ငြိမ်တက်လာမယ်မကောင်းမှုတို့မှရှောင်ကျဉ်လာပြီး ကုတို့တရားတွေကိုသာပြုလုပ်ခြင်းတဲ့စိတ်ဆန္ဒတွေတိုးပွားလာပါတယ်နောက်တစ်ခါကိုပွားများနေတဲ့ပုဒ္ဒရဲ့ကုံတော်ဟိတ်အစွမ်းတွေကြောင့်နတ်တွေရဲ့ချစ်ခင်မျက်နှာမှုကိုလည်းရရှိလာမယ်ဇီဝဥစ္စာတွေတိုးတက်ဖြစ်ထွန်းလာပြီးအခက်အခဲရှိနေတာတွေပြေလည်လာမယ် အတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေပြန်ပေါ်လာမယ်။ဒါတွေကပဋိစိတ်ချင်းကြောင့်ရရှိလာမယ့်အကျိုးတရားတွေပဲ။ပဋိစိတ်တာဆက်ဆံမဟုတ်ဘူး။ကားပေါ်မှာပဲဖြစ်ဖြစ်ပဲနေရာမဆိုစိတ်နေလို့ရတယ်။နောက်ပိုင်းပါရမီတွေရင့်တန်လာတဲ့တနေ့ဝိပဒနာလမ်းကြောင်းပေါ်ရောက်ရှိသွားမှာပဲ။အဲ့ဒီခါကျပဋိတင်မဟုတ်ဘူး။ရှိသမျှအစွဲတွေကိုတရားကအလိုလို ခွာချပေးသွားပါလိမ့်မယ်။ပဲကုတော့ပဲဖြစ်ဖြစ် ကိုယ့်ဘက်ကအားကောင်းအောင်တာလို့ အချိန်တန်အကျိုးပေးပါလိမ့်မယ်အပီတီနတ်ဆင်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ